ဗဟိုဘဏ်က CME ကုမ္ပဏီများထံမှဝယ်ယူထားတဲ့ငွေကြေးငွေများအနက်စသုံးစီတင်တဲ့ကုမ္ပဏီများတို့အော်တိုဘား29ရက်ဒေါ်လာ10သိန်း3032ထပ်မံရောင်းချခဲ့ပါတယ်။ဗဟိုဘဏ်က CME ကုမ္ပဏီများထံမှဝယ်ယူထားတဲ့ငွေကြေးငွေများအနက်စသုံးစီတင်တဲ့ကုမ္ပဏီများတို့ဒေါ်လာ73သိန်း2525ကိုအော်တိုဘလ20ရက်ကထပ်မံရောင်းချခဲ့ပါတယ်။အဲဒီနေ့ FA Trade Day မှာပေါင်းသက်ဈေးဓာတ်မြေဩဇာကတရား ဇေဝါနဲ့ဇေဝါကုန်ချမ်းပစ္စည်း၊စက်မှုကုန်ချမ်း၊ဆောလရေးပစ္စည်း၊ကားဆိုင်ရေးပုံပစ္စည်း၊စစ်တပ်ရေးပစ္စည်း၊တိရစ္ဆာန်အစားထိုးပို့ပစ္စည်းများ၊တမန်နီစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊လူသုံးကုန်ပစ္စည်း၊စက်သုံးကုန်စီတင်သွင်းတဲ့အင်ပိုတာများမှနိုင်ငံခြားဝယ်ဝယ်ရရှိခဲ့ကြောင်းသိရပါသည်။ဗဟိုဘဏ်က CMB ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများနဲ့စက်သုံးစီတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ၁၀,၁၆၀၀စက်သုံးစီတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ ဒေါ်လာ29သိန်းကိုအော်တိုဘလ28နေ့ကထပ်မံရောက်ချခဲ့ပါတယ်။အိန္ဒိယ FA trade ထဲမှာပေါင်းသက်ဈေးဓာတ်မြေဩစာကတ္တရာစေဝါနဲ့စေဝါကုန်ချမ်းပစ္စည်းဆက်မှုကုန်ချမ်းဆက်လုပ်ရေးပစ္စည်းကားဆိုင်ရာပိုပစ္စည်းဆက်သွယ်ရေးပစ္စည်းတရိတ်ဆန်စာထုတ်ပို့ပစ္စည်းများတမန်ရီစိုက်ပျိုးလုပ်ငန်းသုံးပစ္စည်းများလူသုံးကုန်ပစ္စည်းစားသုံးကုန်စည်တည်တည်နဲ့အင်ပိုတာများမှနိုင်ငံခြားငွေဝယ်ရရှိခဲ့ကြောင်းသိရပါတယ်။